ီလိုမျိုးတွေစတက်ကဒီသူတို့ဒီအာနာသိမ်းပြီးတဲ့နောက်ထိုင်းနေမှာသူတို့ကိုစန့်ကျင်တဲ့လူမှန်တယ်မရအောင်သူတို့ကအကြမ်းဖက်လုပ်ရတည်နေကတ်မဲဖြတ်မဲအဲမရင်းကျင်မဲဒါမျိုးတွေအများကြီးလုပ်တယ်ကျွန်တော်တို့အနေနဲ့ဆိုရင်ကျွန်မဒေါက်တာမြောက်ဝီကြီး CDN ခွဲစိတ်အထူးကိုကျွန်မဖိတ်ခေါ်ချင်ပါတယ်။ဟုတ်။ကျွန်မအေးမင်္ဂလာပါ။ဟုတ်ကဲ့မင်္ဂလာပါမိုင်း။ โอเคဆိုတော့ဒီတော်လိုင်းမှာဆိုကျမတို့အမှုပညာရှင်တွေပါဝင်ဒီ influencer တွေအသိပညာတတ်ပညာရှင်တွေလည်းတကယ်ကိုထိထိုင်ဝင်ပါဝင်လာကြတယ်ဥဆောင်လာကြတယ်ဒီနေထားမှာဆိုရင်အမတယောက်အမအနေနဲ့ဆိုတာလူသိများတဲ့ influencer လည်းဖြစ်တယ်ပေါ့နော်ဒီအဲကိုရိုင်းလည်းဒီဒီ ဒီမတရားမှုကိုအာရင်ဆိုင်ရက်တည်ရဲတဲ့ကိုကိုကိုကာကွယ်ရဲတဲ့တတိလည်းရှိတယ်ဒါအများသိဖြစ်တယ်ဆိုတော့ကိုရိုင်းကြုံတွေ့ခဲ့ရတဲ့ gender အခြေပြုဒီအကျန်းဖတ်မှုအခြေအနေတွေဘာတွေရှိခဲ့တယ်လဲအာဒီနေ့ဒီပြည်ပဆိုင်ရာမျိုးမျိုးများနေမှာဆိုရင်ကျွန်တော်တို့ပြည်သူလူပြောချင်တာဘာတွေရှိလဲပေါ့နော်အဲ့ဒါလေးနားထောင်ချင်ပါတယ်ဟုတ်ညဝင်ပြီပါဟုတ်ကဲ့ပါရှင်အော်ဒီနေ့ပြည်ပဆိုင်ရာမျိုးသမီးများနေမလရှိရနေ့အဲအထင်မှတ်နေတဲ့ဒီပြည်သူပန်တိုင်းတွေးခေါ်လမ်းအစီအစဉ်မှာကျွန်တော်ပါဝင်အဲ ြောပြရတဲ့အတွက်ကြောင့်မလို့ကျေးဇူးတင်ပါတယ်အဲ့တော့ကျမကတော့ CDM လုပ်ခဲ့တဲ့ခွဲစိတ်အထူးကုဆရာဝန်ဒေါက်တာမြောက်ဦးပါအခုလက်ရှိကကျမဒီမြေဦးအောင်ပွဲ Spring Victory ဆိုတဲ့ဒီ team လေးနဲ့ပေါ့နော်ကျမကျမတို့ရဲ့အစိုးရ NUG အစိုးရကို supporting လုပ်ပေးနိုင်မဲ့လမ်းပေါင်းစုံနဲ့ပေါ့နော်ဒီ၆ခုလုပ်ငန်းလေးကိုအဲဆက်လုပ်ဖို့အတွက်ကျမ Fairiza အနေနဲ့ရည်ရည်တည်နေပါတယ် အဲ့တော့ဒီဒီတော်လန်ရေးမှာပေါ့နော်စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကိုကျွန်မကိုယ်တိုင် influencer တယောက်အနေနဲ့ရော CDM လုပ်ခဲ့တဲ့ဆရာဝန်တယောက်အနေနဲ့ရောကိုယ်တိုင်ကြုံပြီးတဲ့အဲကျွန်မတို့အကြမ်းဖက်ခံရတဲ့ဟာလေးတွေရေနောက်ကျွန်မတိခဲ့တဲ့ကျွန်မဝင်ရလာဖွင့်ခဲ့တဲ့ကျွန်မနဲ့နီးစပ်တဲ့အတိုင်းပိုင်းကလူတွေရဲ့အကြမ်းဖက်မှုတွေကိုကျွန်မဒါဇူနီပြပြသွားချင်ပါတယ် အဲ့တော့ကျမကိုယ်တိုင် CDM ကိုဒီအနာစသိမ့်ပြီး favorite လောက်သုံးရနေမှာကျမတို့ CDM စလုပ်ပါတယ်အဲ့တော့မြန်မာနိုင်ငံမှာဒီစစ်တပ်အနာသိမ့်ပြီးတဲ့နောက်မှာ CDM လှုပ်ရှားမှုကိုစခဲ့တာဟာဒီဆရာဝန်အတိုင်းဝိုင်းကဒီပထမဆုံးလို့ပြောလို့ရပါတယ်ကျမရဲ့ဝန်ထမ်းတွေကအစောဆုံးစပါတယ်အဲ့တော့ match လာကျမက match လာ၃ရက်နေမှာ CDM လုပ်ပါတယ် CDM လုပ်တာနဲ့အမြကျမကိုယ်တိုင် social influencer ဖြစ်တာနဲ့အမြကျမရဲ့ဒီ Facebook page ကနေနေပြီးတော့ကျမတို့လူထု တရက်လုံးကိုဒီစစ်တပ်အနာသိန်းတာကိုမတရားမှုကိုဆန့်ကျင်ဖို့အတွက်ကျွန်မလုံဆောင်မှုတွေရေးသားခဲ့တယ်ကိုယ်တိုင်လည်းဒီ non violence ဒီအကြမ်းမဖက်အနုနည်းနဲ့ဆန္ဒပြတဲ့နေလနေမှာလည်းကျွန်မကိုဝင်းနဲ့ကျွန်မဒီတက်တက်ကြွကြွအကုန်ပါဝင်ခဲ့တယ်လူလူတရက်လုံးဒီမျိုးတော်လိုင်းကြီးမှာကျွန်တော်တို့စစ်တပ်ကိုအနာသိန်းတာကိုကျွန်တော်တို့ရသမျှနေနဲ့အကုန်လုံးဆန့်ကျင်ခဲ့တဲ့အချိန်မှာကျွန်တော်တို့ပူးပေါင်းပါဝင်ခဲ့တယ်အဲ့တော့ကျွန်မကိုယ်တိုင်ဒီသူတို့ရှာဖွေဖမ်းဆီးအချင်းချင်းလုတ်ခဲ့ပြီးမြေကျွန်မ ရှင်းပြောရင်တော့ကျွန်တော်ကံကောင်းစွာလွတ်မြောက်ခဲ့တယ်ကိုယ်တိုင်အဖမ်းမခံခဲ့ရဘူးအဲ့တော့ဒီ post um အဲကိုတိလက်ရောက်ကျွန်မအကျန်းဖတ်တော့မခံခဲ့ရဘူးသို့တော့ကျွန်တော်ဒီကိုယ်နဲ့ထွက်ပြီးနေရတဲ့အချိန်မှာ emotion မောအယမ်းများတဲ့အချိန်မှာတော့ကျွန်မနဲ့ကျွန်မရဲ့ byte ရဲ့ကလေးလေးကိုတော့တို့တွေ အဲကျမတို့ဖမ်းဖို့အတွက်ရှာဖွေဖို့စူးစမ်းနေတဲ့အချိန်အချင်းချင်းဒီရန်ကုန်မြို့တွင်းမှာအကုန်ရှာနေတဲ့အချိန်တော့တွင်းမှာတော့သူတို့ရဲ့ online ပေါ်ကနေပြီးတော့မှဒီချင်းချောက်မှုတွေတော့ချင်းအကျန်းဖက်တဲ့ပြောဆိုမှုတွေအများကြီးခံခဲ့ရတယ်ပေါ့နော်ကျမနဲ့ကျမသမီးလေးတို့ထောင်ထဲမှာတစ်လုံးရာသပန်အာထောင်ထဲမှာကလေးမွေးပြီးရာသပန် ထောင်ချတနက်တက်တကြွချထားမယ်တို့နောက်ကလေးရောမျိုးတက်ပြစ်မယ်တို့ဒါမျိုးတွေကျမချင်းချောက်ခံခဲ့ရတယ်။နောက်ကျမဒီ fundraiser ဆလုပ်တော့လေဒီကျမကလေးနဲ့ကျမကိုမိတဲ့အချိန်ကြလို့ရှိရင်တို့တွေအကုန်လုံးကကျမတို့အတ္တမအချိန်ချင်းအတ္တမပြုကျင်ပြီးတော့တက်မယ်ဆိုတဲ့ချင်းချောက်မှုများစွာတွေကျမတို့ခံခဲ့ရတယ်ပေါ့နော်။အဲ့တော့အဲ့ဒါဒါကတော့ကျမတို့ကဒီကိုတိုင်းအဖမ်းမခံရတော့ကိုတိလက်ရောက်မဟုတ်ပေမဲ့ဒီစိတ်ပိုင်းဆိုင်ရာဒီကျမတို့အဲချင်းချောက်မှုတွေကြောင့်ကျမတို့ဒါ ြုံခဲ့ရတယ်ပေါ့ဒါပေမဲ့ဒါကတော့ကျွန်မကြုံခဲ့ရတဲ့ဟာလေးတွေပေါ့နော်ဒီကျွန်မကြုံခဲ့ရတဲ့ဟာကတကယ်တခြားကိုတိလက်ရောက်ကြုံခဲ့ရတဲ့လူတွေနဲ့ရှင်လို့ရှင်ကျွန်တော်တို့ကဘာမှမဟုတ်ပါဘူးပေါ့နော်အဲ့တော့နောက်တစ်ခုကကျွန်တော်တို့ CDM လုတ်ခဲ့တာဆရာဝန်ကြီးစပြီးလုတ်ခဲ့တာဖြစ်တဲ့အတွက်ဒီဆရာဝန်ကြီးကနေမှတစ်ဆင့်တခြားဌာနဆိုင်ရာတွေအကုန်လုံးကိုဒီ CDM movement ဆိုတာရကူးစက်ပြန်လာပြီးတော့ဒီတနိုင်ငံလုံးအင်အားနဲ့အကုန်လုံးပူးပေါင်းပါဝင်ခဲ့ကြတဲ့အခါမှာ CDM လုတ်ခဲ့တဲ့ဆရာဝန်ကြီးပေါ့နော်အဲဒီဆန္ဒပြတဲ့အချိန်မှာလည်းဒီ ခုမှကြောင်တက်နေတဲ့အစီအကြောင်းသားလေးတွေဒါခံရရင်ဆိုလို့ရှိရင်သူရဲ့စစ်တပ်ရဲ့အကြမ်းဖက်မှုကြောင့်ဒါတနက်နေ့ပြတည်သွားတယ်နော်နေပြီးတော့မှဆိုလဲဒါဆရာမမဟုတ်ပေမဲ့မြတ်တော်တက်ကလည်းဦးပေါင်းပြခံရတယ်ဒီလိုမျိုးပေါ့ကျေသိဟင်းမန္တလေးကဒါခေါင်းကိုကြည့်ထိပြီးတော့ဒါဆန္ဒပြတဲ့ကလေးတွေနော်အကျမ်းမဖက်ဆန္ဒပြတဲ့ကလေးတွေတော့သူရရဆက်ဆက်အကျမ်းဖက်ပြီးတော့ပြတ်တက်ခဲ့တယ်ဒါမျိုးတွေကြုံခဲ့ရတယ်အဲ့တော့ CDM ဆရာဝန်ထဲမှာက CDM လုတ်ပြီးတော့ဒီဆန္ဒပြတဲ့အချိန်မှာသူတို့အကျမ်းဖက်ပြီးတော့အဲပြစ်ခတ်တယ်ဖမ်းဆီးတယ်တက်ဖြတ်တဲ့အချိန်မှာဒဏ်ရာရသွားတဲ့ ခလေးတွေကိုကုတပေးလို့ဆိုပေခေါင်းစဉ်နဲ့နော်ဒီအရေးပေါ်အထုကုဆရာဝန်ပရော်ဖက်ဆာကြီးတွေကိုဖမ်းနေတမားတော်တွေကိုဖမ်းနေအဲ့တော့ လူနာကိုစိတ်ကူးလို့ဖမ်းတာမြန်မာနိုင်ငံမှာပဲရှိပါတယ်။လူနာကိုစိတ်ကူးလို့အဖမ်းခံရတဲ့ဆရာဝန်ကမြန်မာနိုင်ငံမှာပဲရှိပါတယ်။အဲ့တော့တကယ်ကိုသမားတော်ကြီးအစ်စင်ကြီးနော် professor level ကြီးအကုန်လုံးသူအကျဉ်းကျနေတဲ့လူတွေရှိတယ်။အကျဉ်းကျနေတဲ့နေရာမှာမှလူခွင့်ကြီးအပြေးမွားပဲဒီနိုင်ငံကြီးအကျဉ်းကျနေတဲ့ဒီဆရာဝန်တွေထဲမှာလူခွင့်ကြီးအပြေးမွားမရဘူး။ကျမကြီးချုပ်တင်နေတာကြီးအပြေးမွားကုသခွင့်မရဘဲနဲ့ covid နဲ့တည်တယ်။နှိပ်စက်လို့တည်တဲ့လူတွေကဒါဆရာဝန်ထဲမှာမှမဟုတ်ဘူး။ဖမ်းဆီးအကျဉ်းချခံရတဲ့လူတိုင်းမျိုးပါအကုန်ကြုံနေရတယ်။ ဒါအမျိုးသမီးတွေဆိုရင်ကျမနဲ့တီးတဲ့ဒီ CDM ဆရာဝန်တွေနော်တခြားမိဆက်တဲ့အတိုင်းဝန်ကလူတွေဖန်ခံရတဲ့အချိန်မှာအမျိုးသမီးတွေဟာလည်းစစ်တပ်ရဲ့ဒီစစ်ကြောရေးလိုနေရာမျိုးမှာလူပဆန်စွာပိုက်ရိုက်နိုင်ရနှိမ့်ဆက်ခံရတယ်လိန်ပိုင်းဆိုင်ရာအမျက်ထုတ် ိုကိုင်ဒီကိုင်အဲ့လိုအဆင်ပေါ့နော်ဒီအာရမပြုခြင်းတဲ့အဆင်မဟုတ်ပြီမယ်လိန်တိုင်းဆိုင်ရာအမြတ်ထုတ်ပြီးစော်ကားခံရမှုမျိုးတွေကြုံခဲ့ရတယ်ဒါကဒီကျွန်မတို့ဆရာဝန်အတန်းအတန်းနဲ့ပြောတာဖြစ်ပါတယ်ဒါပေမဲ့ဆရာဝန်အတန်းအတန်းမဟုတ်တဲ့တခြားအမျိုးသမီးငယ်လေးတွေဟာလည်းဒီဖန်းစီခံရပြီးတဲ့အချိန်စကြောရီတို့ထောင်ထဲတို့မှာဒီလိုမျိုးလူခွင့်ကြီးဆုံရှုံတဲ့အမျိုးသမီးမို့လို့ပို့ပြီးတော့အကြံဖတ်မှုတွေခံရတာတွေလိန်တိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေခံရတာတွေကအများကြီးရှိတယ်မျိုးသမီးတွေပဲလားဆိုတော့မဟုတ်ဘူးဒီအမျိုးသမီးစိတ် လူမျိုးเนาะခံယူထားတဲ့ LGBT တွေကိုလည်း LGBT လို့သိတာနဲ့တည်းမှာဒီသူစကြဝဠာမှာထောင်ထဲမှာတို့ကအာမတူညီတဲ့ညင်ပန်းနှိပ်စက်မှုမျိုးစုံနဲ့တို့တွေအနိုင်ကျင့်ပုံကြတယ်ညင်ပန်းနှိပ်စက်တယ်ကျမနဲ့တီးတဲ့ကျမကိုသူရဲ့ဒီ အာ idol အနေနဲ့ထားထားတဲ့ဒီဟို သူစိတ်တကြတိုင်းလုပ်တဲ့ကလေးလေးရှိတယ်အဲ့ကလေးလေးဆိုရင်ဒါ LGBT ကလေးလေးသူတို့ကအသက်မပြည့်သေးဘူးအဲ့လိုအသက်မပြည့်သေးတဲ့ကလေးလေးတွေကဒီဇနပြရာပဲဖြစ်ဖြစ်သူတို့ကို PDF ထောက်ပံ့နေဆိုတော့ဒီဒီကောင်းစက်နဲ့ဖြစ်ဖြစ်သူတို့အဖမ်းခံလိုက်ရတဲ့အချိန်မှာ LGBT ဆိုတဲ့စကားလုံးကိုတည်သွားတာနဲ့သူတို့ကိုမလုပ်လို့ဆိုတကူလုံးချွတ်တယ်တကူလုံးချွတ်တယ်တကူလုံးကိုဖိအောင်ဆက်တီနဲ့ခြတယ်ရေတွေနဲ့ပတ်တယ်ဒုတ်တွေနဲ့ရိုက်တယ်နမတ်ဒုတ်တွေမှာသူတို့ uh level ရှိတယ် level 1 2 3အဲ့လို80ရှိတယ်နံပါတ်ကိုအဲ့လိုဟာလေးနဲ့ရိုက်တယ်နောက်သူတို့ရဲ့အာသူတို့ဒီအမျိုးသမီးစိတ်ပေါက်နေတယ်လို့ LGBT လို့သိသွားတာနဲ့သူတို့ဒီလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေခံရတယ်အဲလူခွင့်ရေးတွေအကုန်ဆုံးရှုံးနေအဲ့လိုမျိုးတွေက LGBT ကျင်းသွားတယ်နောက်တတ်မပြည့်သေးတဲ့ကလေးတွေပေါ့နော်တတ်မပြည့်သေးတဲ့အမျိုးသမီးတွေတွေပဲဖြစ်ဖြစ်ဒီ LGBT တွေကပဲဖြစ်ဖြစ်သူတို့ ထောင်နေထားလို့မရတော့စကြိုးကြီးကနေပြီးတော့မှလူငယ်ထင်းသင်းကြီးချောင်းကိုပို့လို့ရှင်လေသူတို့ကတကယ်တမပြည့်တွေအထဲမှာမှဟိုခိုးမှုလို့မရင်းမှုလို့အဲ့လိုမျိုးဟိုဇိုးတွေပေါ့အဲ့လိုလူမျိုးတွေကိုခေါင်းဆောင်တင်ပြီးအချင်းချင်းပြန်နှိမ့်ဆက်ခိုင်းနေအချင်းချင်းပြန်ပြီးတော့အမ်ဒီလိမ့်ပိုင်းဆိုင်ရာကိစ္စတွေလုတ်ခိုင်းနေဒီလိုမျိုးတွေစတက်ကဒီသူတို့ဒီအာနာသိမ့်ပြီးတဲ့နောက်ထိုင်းလေမှာသူတို့ကိုစန့်ကျင်တဲ့လူမှန်တယ်မရအောင်သူတို့ကအကြမ်းဖက်လုပ်ရတည်နေ ကမဲဖြစ်မဲမရင်းချင်းမဲဒါမျိုးတွေအများကြီးလုပ်တယ်အဲ့တော့အခုဒီအချင်းကြနေတဲ့နော်အဖမ်းစီးခံနေရတဲ့မိမငယ်လေးတွေဒီမှာလည်းလင်းလိုက်ဆိုင်ရာစံပတ်ခံရတဲ့လူအများကြီးရှိတယ်လူခွေးတွေအများကြီးဆုံးဆုံးရှုံးပြီးတော့လူခွေးကြီးဆိုတော့ဘာမှမသိတကယ့်ကိုညှင်းပန်းနှိပ်စက်ခံနေရတဲ့နိုင်ငံကြီးအချင်းသားတွေအများကြီးရှိတယ်ပြီးတော့အခုနော်ဒီ တဲ့စတက်ကသူတို့ကိုစံကျင်တယ်လို့မှန်သမျှအခုစစ်ပီးရှောင်းနေအများကြီးပေါ်လာတယ်စစ်ပီးရှောင်းနေဘာလို့ပေါ်လာလဲဆိုတော့ဒီစတက်ကသူတို့စကြောင်းထိုးပြီးနော်တိုက်ခိုက်တဲ့ချိန်မှာဒီ PDF သူတို့ပြန်ပြီးတော့တွန်းလက်လက်ကန်ပြီးတော်လန်နေတဲ့ PDF တီလေးတွေကိုသူတို့အမ်မဲမရတော့မိစရာရွာတွေကနော်ရွာသားတွေအကုန်လုံးကိုဒီ PDF ထောက်ပံ့နေဆိုတဲ့ခေါင်းစဉ်နေနဲ့အဲရွာတွေမိရှုတယ်ရှိသမျှ လက်ဝတ်လက်စားတွေအကုန်လုံးကိုယူရဲအစားတောက်ပြီးကောင်းပြီဆိုရယ်လုပ်တယ်ပြီးရင်တစားကန်တွေလုပ်တယ်နော်ရွာတွေမြှို့ရယ်ပြီးရင်ရွာမှာရှိမြအဲမိမငယ်လေးတွေဆိုလို့ရှိရင်မတင်းကျင့်နေဒီလိုမျိုးတွေသူတို့တွေလုပ်နေရှိရယ်ပေါ့နော်အခုအစိုးဆုံးလုပ်ရဆိုရင်ဒါဒီ PDF ကလေးတွေဆိုရယ်ခေါင်းစဉ်တက်ပြပြီးတော့ဒါ online မှာလည်းဒါအများကြီးသိပြီးသားဖြစ်မှာပါเนาะလက်ပြန်လက်ကိုနောက်ပြန်ကြိုးတုပ်ပြီးတော့အချိန်လက်လက်မီးရှို့ပြီးတက်ထက်တာတွေရှိတယ်ရွာသားတွေကိုအာလုံးဝမျက်နှာတွေကို မြင်မကောင်းအောင်ညှဉ်းပန်းနှိပ်စက်ထားပြီးတော့ပေးအောင်တတ်ထားတာတွေရှိတယ်။အခုအစိုးဆုံးနောက်ဆုံးကျွန်တော်တီးခဲ့ရတဲ့ဟာဆိုလို့ရှိရင်ဒီစစ်တပ်ကရရဆက်ဆက်လုပ်ခဲ့တဲ့အရာဒီကျွန်တော်တို့အခုလွန်ခဲ့တဲ့ဒီမတ်လအခု၃ရက်နေကမှဖြစ်သွားတယ်။စကိုင်းတိုင်းမြင်းမုံမြို့နယ်တာတိုင်ကျူးရကဖြစ်ရဆိုရင်ဒါအရန်ကိုဆက်ဆုပ်ပြောင်းချစရာကောင်းတယ်။လုံးဝလူခွင့်ကြီးဆိုတာဘာနဲ့မှနိုင်လို့မရတဲ့စစ်တပ်ရှုံမှမို့အရန်မြေဝတ်ထက်ပြင်းရတယ်။အဲ့ဒီတာတိုင်ကျူးရမှာဆိုရင် ိုဖေဗရူလာကလေးကဖေဗရူလာ3ရက်နေ့ကလေးကသူတို့ကဒီရွာကိုမီးရှို့ပြီးသားဘယ်သူမှလည်းမနေဘူးဒီ PDF ကိုထောက်ပံ့နေဆိုရဲခေါင်းစင်နေဒါပေမဲ့တချို့တွေကဒီတလားလောက်ကြာတဲ့အချိန်မှာတချို့အနေချင်းပြန်နေလူမျိုးရှိရနေတဲ့လူမျိုးရှိရအချိန်မှာစစ်တပ်ကဒီတာတိုင်ကျူးရွာကို PDF ဆိုရဲခေါင်းစင်နေစစ်ကြောင်းထိုးပြီးတော့အင်အား90လောက်နဲ့အဲ့ဒီရွာကိုသူတို့အိမ်ပိုင်စီလိုက်တယ်စီဘီအင်းကြီးညမှာရှိရရွာမှာရှိတဲ့ကောင်းပေဆိုတဲ့လက်ဝက်လက်စားငွေတွေတချို့တွေတင်းကြချီဆဲချီပတ်သွားတဲ့လူတွေရှိတယ်အဲ့ဒီမှာ ဲ့ညာတွင်ချင်းကိုလူငယ်နှစ်ယောက်ကိုဒီ PDF လို့ယူဆသလားမသိဘူးအဲ့လူငယ်ယောက်ကိုညာတွင်ချင်းမှာပဲတက်ပြစ်တယ်တက်ပြစ်တာကလည်းအဲလူမဆန်စွာကျိုးတွေတုတ်ပြီးတော့မှဟိုဝရင်းတုတ်တို့ဒီတနတ်တွေတို့ဓာတ်တွေတို့ ਨੇ ပိုင်းပိုင်းနဲ့ခုဖြတ်ပြီးတော့ဗဇက်တွေပါဓာတ်တွေနဲ့ဖြေပြီးတက်တက်တယ်အဲ့ပုံကြီးကြီးရတာပြန်ပြောရတာတော့တော်တော်လေးကိုသူရဲ့ရက်ဆက်ရုပ်မှမူကဘလို့မှအကျန်းဖတ်မှုကဘာနဲ့မှနိုင်လို့မရနိုင်ဘူးအဲ့ဒါပြီးတော့နောက်တစ်နေ့သူတို့ သူတို့ပြန်ပြီးဒီရွာနဲ့ပြန်ဆွန့်ခွာမယ်ဆိုတဲ့အချိန်မှာသူတို့လမ်းမှာတစားကအနေနဲ့ဒီရွာသား15ဦးခေါ်သွားတယ်အဲ့15ဦးထဲမှာအမျိုးသမီး3ဦးပါတယ်အဲ့15ဦးကိုသူတို့အဲဆွဟိုဒီဆွန့်ခွာမယ်နေရာရောက်မှာအဲ့ဒီဒီ ရွာသား15ဦးနဲ့မင်းကလေး3ဦးပေါင်းနေအကုန်လုံးရဲရဲစက်စက်တက်ပစ်တယ်တက်ပစ်တဲ့နေရာဒီနိုင်ငံခြားကားတွေမှာရှိတဲ့ဒီ game ဆိုတဲ့ပုံစံမျိုးနဲ့အင်းတို့ရှိရ trap ပြီးငါတို့နောက်ကနေလိုက်တက်မယ်ဆိုရယ်နီးတွေနဲ့လက်ပြန်ကြိုးတွေတုတ်ထားပြီးတက်တယ်ဝင်းရင်တုတ်တွေနဲ့လေမျိုးတွေအကုန်ရိုက်ထားတယ်ပါဇက်တီဓာတ်တွေအကုန်ခုတ်ထားတယ်ကြီးရဲဆရာတစ်စက်ခုမှမရှိဘူးအမျိုးသမီးတွေဆိုဘလောက်အမျိုးသမီးငယ်3ဦးပါသွားတဲ့တစားကအမျိုးသမီးရဲ့၃ဦးဆိုရင်အချိန်ချင်းမရင်းချင်းခံထားရတယ်။အဝတ်စားတွေဖျူဖျင်းနေ ိုလိုပလက်အနေထားမျိုးတွေမှာဖြစ်တယ်မျက်နှာတွေဖူးပြောင်နေလေဘေးဝင်မှာညိုမွေးတွေဆိုတော့ရုံးစံကပ်ဖြစ်လို့ဒါနှိမ့်ဆက်ပြင်ပန်းထားတဲ့အနေထားမျိုးတွေတွေ့တယ်နောက်ဆုံးကျုပ်ဆဆုံးဘာတော်လောက်ထားလဲဆိုတော့ဒီသူတို့အာရမပြုတ်ကျင့်ပြီးတဲ့အချိန်မှာဒီမိမကိုရဲကိုမြို့သမီးငယ်လေးပြီးမိမကိုရဲကိုချစ်တုံကြီးထည့်ပြီးတော့မှလူမဆန်တဲ့လုပ်ရက်တွေကိုအယံကိုလုပ်ခဲ့တယ်အဲ့တော့ ဒါရင်မဲလားဆိုတော့ဒီအဒီတာတိုင်ကျွေးရကပကဖအဖွဲ့ကောင်းဆောင်ကုကျော်စောကုလည်းနီးနားမှာသူတို့ဖန်စီမိသွားတယ်မိသွားတဲ့အဲ့ဒီပကဖဆိုရင်ဒါ gender အကျန်းဖက်ဆိုပြီးမဲ့ဒီအမျိုးသားဖြစ်တဲ့ဒီအဖွဲ့ကောင်းဆောင်ကုဆိုရင်လည်းအပိုင်းပိုင်းခန္ဓာကိုယ်ခြေတွေလက်ပြီးအပိုင်းပိုင်းခုတ်ပြတာလည်းဥရီထွက်တည်ခဲ့တဲ့ ठी လုပ်တယ်အုံနောက်တွေပွတ်ထွက်တဲ့ ठी ရက်ဆက်ကြံကြုတ်တဲ့မှုတွေကိုလုပ်တယ်အဲ့တော့သူတို့မှာ gender အခြေပြုဆိုတဲ့ဟာကအမျိုးသမီးမှ LGBT မှအာမဟုတ်ဖဲနဲ့သူတို့ဒီ အသူဘို့ပဲဖြစ်ဖြစ်ကြားဖြစ်ဖြစ်မဖြစ်ဖြစ်ဒီ LGBT ပဲဖြစ်ဖြစ်စစ်တပ်ရဲ့အဲသူတို့ရဲ့ဝါရမိုင်းသူတို့ရဲ့အုံနောက်အတွေးခေါ်တွေကအယမ်းကိုလူမဆန်ဘူးအတရိစံနဲ့တောင်နှိုင်းလို့မတင်နဲ့သူတို့ကလူကိုလူလို့မမြင်တော့ဘူးလူခွင့်ရေးဆိုတာကိုမရှိတော့ဘူးလူသားချင်းစာနာစိတ်ဆိုတာမရှိတော့ဘဲနဲ့အရက်တကအရက်ဆက်ဆုံးနီးလန်းနေတယ်သူတို့ကတတ်တယ်သူတို့ကတကယ့်ကို မိစ္ဆာဆန်နေဖြစ်နေပြီအဲ့တော့ဒါကကျမတို့ငွေဥတော်လည်းရေမပြီးမချင်းဒီလိုမျိုးအကြံဖက်ခံရမှုတွေဟာဆက်ပြီးကြုံနေအောင်ပါပဲဒီစစ်တပ်ကြီးကိုအမြင့်ဖြတ်မချေမုန်းသမျှကျမတို့ဒီဟာတွေဟာထပ်ပြီးကြုံနေအောင်ပါပဲဒါကြောင့်မို့ကျမတို့ကဒီတော်လည်းရေးမှာကျမတို့ဒီလိုအကြံဖက်ခံရမှုတွေနော်ဂျန်ဒါမရွေးကျမတို့အကြံဖက်ခံရမှုတွေအကြံဖက်ပတ်ဖြတ်ခံနေရမှုတွေအချောက်တိုက်ဒီမီးရှို့ခံနေရမှုတွေစပေးရှောင်ပြည်သူတွေတိုးပွားလာမှုတွေအဲကျမတို့လူခွင့်ရေးတွေဆုံးရှုံးနေရတဲ့ ကန္နအတီတီအလို့တမဆိုလဲလို့တမမီရထားဝန်ထမ်းဒီဝန်ထမ်းပေါင်းစုံနိုင်ငံဒီနိုင်ငံတနိုင်ငံလုံးမှာရှိတဲ့ဒီသူဝန်ထမ်းပေါင်းစုံတွေရဲ့အကြံပတ်ခံရမှုတွေဒါအဲအမြင်ဆုံးပြီးနိုင်ဖို့အတွက်ကျွန်တော်တို့မေဥတော်လိုက်ရအမြင်အောင်နိုင်မှာဖြစ်မယ်အခုဆိုရင်ကျွန်တော်ဆီယံဝန်အနေနဲ့ပြောမယ်ဆိုရင် CDM ဆီယံဝန်တွေထဲမှာလොမြောက်ရအောင်ထွက်ပြေးနိုင်တဲ့လူတွေအတွက်က ဒါတို့ရဲ့အဖမ်းခံရမှုမဖြစ်နိုင်ဘူးဆိုပေမဲ့ပြည်တွင်းမှာကြံနေတဲ့ CDM ဆရာဝန်တွေရှိတယ်။သူတို့တွေကိုအခုချိန်ထိ905ထုတ်ပြီးဖမ်းတာတွေလည်းရှိရယ်။အဲနောက်တစ်ခုက905မထုတ်ရင်တောင် CDM ဆရာဝန်ဆိုနဲ့ဖမ်းစည်းတာတွေရှိရယ်။နောက်တစ်ခုက CDM လုတ်တဲ့လူတွေမှန်သမျှကိုအလုတ်ထုတ်တယ်။နောက်သူတို့ဟိုအဲဘာနဲ့မှရက်တီလို့မရအောင်။နောက်ဒီလူတွေစာဝတ်နေရေးအစအကုန်ခက်ခဲလောက်အောင် ဖိနှိပ်ချုပ်ချယ်မှုတွေလုပ်တယ်ပြီးတော့အဲဒီစီဆရာဝန်တွေကိုအပြင်မှာဒီသူတို့ရဲ့ရည်တည်မှုအတွက်ဈေးကူပြီးဒီလေထိုင်စားသောက်ရေကိုဖြည့်ရှင်းမှာဆိုတဲ့အတွက်တောင်ဈေးကနေကိုပိုက်ဆိုင်တဲ့စီဆရာဝန်တွေကိုရှာဖွေပြီးဖမ်းဆီးတယ်ဖမ်းပြီးရင်ဒါထောင်ထဲမှာအချင်းချဒီသူရဲ့ပြစ်မှုမဟုတ်ောက်ကပုံမှန်တွေအကုန်တက်ပြီးတော့နှိမ့်ဆဲချီချထားတဲ့ဘဝမျိုးတွေအကုန်လုံးကိုကြုံနေရတယ်ဒါကတော့ဒါစစ်တပ်ရဲ့ရက်ဆက်ရုံမှာတဲ့အကြမ်းဖက်မှုတွေပေါ့နော်ကျွန်တော်တို့ကျွန်တော်ကိုယ်တိုင်ဒီ online ကြမ်းဖက်မှုတွေရှိခဲ့တယ်လို့တခြား ရဲ့ဆရာဝန်တွေရောတခြားပြည်သူတွေရောခံခဲ့ရတဲ့အကြံဖတ်မှုတွေဖြစ်ပါတယ်။အဲ့တော့စစ်တပ်ရဲ့ရက်စက်ရုံမှမှုတွေကတော့အလုံးတည်ပြီးသားဖြစ်ပါတယ်။ပြန်ပြောရတာလဲကျွန်မဒီဒီကြဆုံသွားတဲ့ဒီနေဦးတော်လိုင်းကြီးမှာကြဆုံသွားတဲ့လူတွေအားလုံးအတွက်ကိုလည်းကျွန်မအများကြီးကိုစိတ်ထဲမှာမကောင်းဖြစ်ပြီးပါတယ်သူတို့လည်းအများကြီးဒီဇူနီဘွေးအနေနဲ့ကျွန်မအလေးလေးပြုပါတယ်ဦးလည်းညှစ်ပါတယ်အဲ့ဒီပြောနေကျွန်မဒီကုန်းချုပ်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်ဒေါက်တာမြောင်းကြီးအများကြီးကျေးဇူးတင်ပါတယ်တကယ်ကိုအမပြောသွားတာတွေကတကယ် ဝင်ခွင့်တကယ်အဲ့အနေထားကိုကျွန်တော်တို့ပြန်ပြောင်းအမှတ်ရစေတယ်ဒီလိုအမှတ်ရတဲ့အခါမှာစိတ်ပိုင်းဆိုင်ရာကျွန်တော်တို့နားထောင်နေရတဲ့ပြည်သူတွေအနေနဲ့လည်းထိခိုက်မှုတွေရှိနိုင်တယ်ဝမ်းနည်းတာတွေရှိနိုင်တယ်ဒါပေမဲ့ဒီခံစားချက်တွေကိုကျွန်တော်တို့မေ့ဝါလို့မရဘူးเนาะတကယ်ကိုကျွန်တော်တို့ပြည်သူတွေညီမတွေအာအထူးသဖြင့်ဒီဒေါက်တာမြတ်ဝီပြောသွားသလိုဆိုရင် CDM ကိုစပြီးတော့เนาะဒီကျန်းမာရေးဝန်ထမ်းတွေအထူးသဖြင့်ဆရာဝန်တွေဒီအာဒါကျန်းမာရေးစေယုံအသီးသီးကနေစတင်ခဲ့ကြတဲ့အခါမှာဒီရရဲ့နောက်ဆက်တွဲဆိုရင်ထိဖိနှိပ်မှုတွေနဲ့ထိခိုက်မှုတွေလည်းအများကြီးကြုံ ုံနေရပါတယ်เนาะဒီအသက်တွေဆုံးသွားခဲ့ရတဲ့အမျိုးသမီးတွေထဲမှာဆိုရင်လေသူနာပြုတ်တွေရှိရဲကျမတွေဝန်ထမ်းတွေဆရာဝန်တွေလည်းရှိပါတယ်သူတို့တွေအားလုံးကိုလည်းထပ်ပေါင်းဒီတော်လည်းဒီနေ့အမျိုးသမီးအပြည့်အစုံအမျိုးသမီးများနေမှာကျွန်တော်တို့ပြည်သူတွေအားလုံးအမှတ်ရတင်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီလိုဖြစ်ပျက်တွေကိုပြန်ပြီးတော့အာတိတ်လက်တလောဖြစ်သွားတဲ့အနေအထားကိုလည်းတော်တော်များများဝင်ရှင်းပြပေးသွားတာရှိရေเนาะကျေးဇူးအများကြီးတင်တယ်လို့ပြောချင်တယ်အမပြောရတဲ့အရှိရာရှင်းပြသွားတဲ့ခါတော့ LGBT ဒီလိုတိုက်ခိုက်အာနောက်ထိခိုက်တဲ့စဉ်းစားချက်တွေဒါစေုပ်စုထဲမှာအကြီးအကျယ်မြင်နေရတဲ့ခါကျတော့ဒီစဉ်းစားချက်တွေကိုကျွန်တော်တို့တရုတ်ထပ်ခွဲမယ်ဆိုရင်ဘလို့အကြောင်းအရာတွေကိုမှ ထုတ်ပြပြောဆိုခြင်းလဲအာမျှဝေပေးခြင်းလဲပေါ့နော်အဓိကတော်လိုင်းမှာရှိရမယ့်ဆန်တွေကဘာဖြစ်မလဲသူသဖြင့်စေုပ်စုကနေရှိနေတဲ့အတွေးခေါ်တွေကဘာတွေလဲဟုတ်ဒါလေးမျှဝေပေးပါโอเคပါ တော့ဟိုဒီတော်လိုင်းကြီးမှာရှိရဲ့စံနေကိုမပြောခင်ပေါ့နော်ဒီမှာခင်တန်တာမိုးပြောသွားတာလဲဒါတော်တော်လေးတော့ပြည်စုံသွားပြီပေါ့နော်ဒီဘာလို့ခွဲခြားမှုတွေဘာလို့ဖြစ်လာလဲလို့ပြောရင်ဒါဆဲုပ်ချုပ်ရေးစနစ်နဲ့အဲလူတွေက water mine တိုက်ခံရတဲ့အကုန်လုံးဆဲုပ်ချုပ်ရေးစနစ်အောက်မှာနေထိုင်ခဲ့ရတဲ့အခါကျတော့အဲဒီမြန်မာနိုင်ငံမှာဒီဒီလိုခွဲခြားဆက်ဆံခံရမှုတွေ ပျောက်ဖို့အတွက်ကမလုပ်ရမယ်ဆိုတော့ဒီလိုစိတ်အုပ်ချုပ်ရေးစနစ်နဲ့တသွေးတတန်တမိတ်ငါပြောတာအမှန်ငါလုပ်တာအမှန်ငါပြန်မပြောနဲ့ဆိုတော့ပုံစံမျိုးနဲ့အကုန်လုံးဖွာရတွေကြီးစိုးထားတယ်မျိုးသမီးတွေစုဖိနှိပ်ချုပ်ချယ်ခြင်းနဲ့ငါနဲ့မတူငါရန်သူငါ့အခင်တဲ့လူကိုအဲဒီအဲထောင်နေသွားဒီလိုမျိုးစနစ်တွေနဲ့အုပ်ချုပ်ထားခဲ့ဒါဒီမြန်မာနိုင်ငံကဘရောမာဒီခွဲခြားဆက်ဆံခံရခြင်းတွေလည်းကြောက်မှာမဟုတ်ဘူးဘရောလူလူရဲ့ဒီပြည်သူလူထုတချို့တည်းရဲ့စိတ်ထဲမှာကိုကအစားဘာဖြစ်သွားလဲဆိုတော့ အချင်းချင်းအမျိုးသမီးဆိုရင်နေဖို့လောက်ကောင်းရှိအဲမိန်းကလေးကဘလို့ဖြစ်ရမယ်အဲဘလို့မွေးစားရအောင်ဒီမရိမှုတစ်ခုဖြစ်ပြီဆိုရင်တော့ तू ကအဲ blaming နေလာတယ်ပေါ့နော်ဒီဒီကျူးလွန်တဲ့တရားခံကအပြစ်မဟုတ်ဘဲနဲ့ဒီအမျိုးသမီးကလက်ပေါ်လော်လီလို့ဝတ်စားဘလို့ဖြစ်လို့ဆိုရဲဒီ blaming က victim blaming နေပဲဒါဖြစ်တယ် ဒါတွေကဘာမှန်စဉ်သက်လာတယ် LGBT ဆိုရင် LGBT မလို့ဒါသူခွင့်ရေးပါလားဒါသူ့ရဲ့ဖြစ်တည်မှုပါလားသူ့ဖြစ်တည်မှုကို respect ပေးရမှာပါလားဆိုတဲ့အသိစိတ်ဓာတ်ဒီမြန်မာပြည်သူတော်တော်များများမှာမရှိတာဟာဟိုးအရင်ခေတ်အဆက်ဆက်ခေတ်ဆက်ဆက်ကဒါ mindset တွေကဒီမပြုတ်ပြင်ခဲ့တာဗောနော်ကျောင်းစာတွေမှာတော့သင်နေတာပဲအဲသူများတို့အချင်းချင်းယူသေးရမယ်လေးစားရမယ်သူများကိုကိုကျင်းစာသိလို့ထားမယ်သင်နေခဲ့ပြီမြင်တကယ်တမ်းရှေးခေတ်အဆက်ဆက်ကဒီစေုပ်ချုပ်ရေးစနစ်နဲ့ကြီးထွားလာတဲ့လူတွေဖြစ်ဖြစ်ဟိုးရှေးပွေတင်ခေတ်ကပဲဖြစ်ဖြစ် ကိုယ့်ရဲ့သားသမီးမိမိတွေကိုတင် जा စီပြီးမယ်တကယ်တမ်း role model အနေနဲ့ကိုရီးယားသားသမီးတွေရှေ့ဆောင်လမ်းပြမပြုတ်လို့နေကိုတိုင်ကသူများကို respect ပေးပါပြောပြမယ်ကိုမိဘအနေနဲ့သူများကို respect မပေးဘူးသူများကိုအဝါလိုက်တာဟာပါမဲနာပဲဒီကမြောက်မနဲ့တူတယ်ဘလို့ဖြစ်တယ်ဒီလိုမျိုးတွေကဒီခေတ်လူငယ်တွေမှာကိုယ့်ရဲ့ရှေ့ဆောင်လမ်းပြမိဘကိုယ့်ရဲ့နှိစက်တဲ့အတိုင်းဝိုင်းတွေအကုန်လုံးကမြင်တွေ့နေရတာဖြစ်တဲ့အတွက်ဒါရီဟာမလုတ်တင်ဘူးရှက်စရာကောင်းတယ်ဒါဒီလူခွင့်ကြီးဖြစ်တယ်ဒီဟာဒီအဲ လူသားချင်းချင်းစာ respect ပေးရမယ်စာနာရမယ်ကိုချင်းစာစီထားရမယ်ဆိုတော့ဒီလိုအဲတဘာဝနော်ဒီ mindset လေးတွေဟာလူတွေမှာမရှိတော့လူတွေကဒီရှေ့ခေတ်ဆက်ဆက်ကကိုကိုခံခဲ့ရတယ်လို့သူများကိုပြန်ပြီးတော့လို့ချုပ်ချယ်တယ်အမျိုးသမီးတွေဆိုဖိနှိပ်မယ် LGBT တွေဆိုရင်အဲရှုံချမယ်ဒါမျိုးဟာဘာကြောင့်ဒီလိုဖြစ်နေလဲလို့ပြောရင်မြန်မာနိုင်ငံကြီးကဒီအာဏာရှင်စနစ်ကလည်းမလွတ်မြောက်သေးလို့အဲ့တော့လွတ်လပ်ပြီးတရားမျှတမှုရှိတဲ့ ဒီမိုကရေစီနိုင်ငံတိုင်းဟာဆိုရင်လူချင်းချင်း respect ပေးတယ်နော်ဒီလူသားချင်းချင်းစာနာစိတ်ရှိတယ်ကိုချင်းစာစိတ်ရှိတယ်ဘယ်ဟာတွေဟာတယောက်တယောက်ကိုတယောက်ရဲ့အဲ right ကိုတယောက်ရဲ့အခွင့်အရေးတယောက်ရဲ့လုပ်ပိုင်권တယောက်ရဲ့ဖြစ်တည်မှုတွေကိုအဲဟို judge ပေါ့နော်ဝေဖန်ပိုင်권အဲတိုက်ခိုက်ပိုင်권အဲပြောပိုင်권မရှိဘူးဆိုတာမျိုးတွေကိုမြန်မာနိုင်ငံမှာဒီလိုအသားပြန်ကြဖို့ဥမာ ဟိုဈေးဝယ်ရင်တန်းစီတက်ဖို့အဆပေါ့နော်ဒါတွေကအသားကျဖို့အတွက်ကမြန်မာနိုင်ငံလွတ်လပ်ပြီးတရားမျှတတဲ့ဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်ဖို့လိုတယ်အဲ့ဒီအတွက်စစ်အာဏာရှင်စနစ်ကိုကျင့်သုံးနေတဲ့ဒီစစ်တပ် institution တစ်ခုလုံးကိုအမြင့်ပြတ်ချိန်မှုဖို့လိုပါတယ်အဲ့လိုပဲဒီဒါ ው ဒီဒီမိုကရေစီနိုင်ငံတစ်ခုကြီးကိုသွားဖို့အတွက်ဆိုရင်ဒီလိုအခွင့်အရေးတွေကဒါတွေရှိရင်လူချင်းချင်းဒီလိုမျိုး respect ရှိရမယ်အဲလူသားချင်းစာနာစိတ်ရှိရမယ်ကိုချင်းစာစိတ်ရှိရမယ်ဘယ်ဟာတွေကဖြစ်တော့ မပြုတ်လို့ရဘူးဒီလိုဟာဒီအကုန်လုံးဟာဒီပြဋ္ဌာန်းချက်တစ်ခုတွေတင်မဟုတ်ပဲနေနိုင်ငံတကာမှာဆိုရင်တို့နိုင်ငံရဲ့ law တွေရှိပါတယ် humanitarian အတွက်ကိုဒါလူသားချင်းစာနာစိတ်ထားမယ့်အချက်တည်းကဘာတွေရှိရေလူတူပြောက်ရဲ့ရပိုင်ခွင့်လုပ်ပိုင်ခွင့်ဖြစ်တည်ပိုင်ခွင့်တွေကိုဘယ်လိုမှမစော်ကားရအောင် respect ပေးရမယ်ဆိုရဲပြဋ္ဌာန်းချက်တွေရှိရဲ့အပြင်တို့ရဲ့ law အရာဒါရီကျူးတွေတော့ဒါဖြစ်မယ်ဆိုတာမျိုးကဒါနိုင်ငံတကာမှာတင်းတင်းကြပ်ကြပ်လုပ်ထားတယ်အဲ့တော့မြန်မာနိုင်ငံကြီးက တကယ်ကိုဟိုအစအနေနေပြီးတော့လွတ်လပ်ပြီးတရားမျှတတဲ့ဒီမိုကရေစီနိုင်ငံပြန်ဖြစ်အောင်တည်ဆောက်မယ်အဲ့လိုပဲလွတ်လပ်ပြီးတရားမျှတတဲ့လူသားစံစိတ်ရှိတဲ့လူတွေနဲ့ပြန်ပြီးတော့ဒီလူတွေရဲ့ mindset တွေအကုန်လုံးပြန်ပြုတ်ပြင်ဖို့လေလိုတယ်ပြုတ်ပြင်ဖို့မှလည်းစိုးသွမ်းပြီးပြုတ်ပြင်လို့မရတဲ့လူတွေဆိုလို့ရှိရင်ဒါဥပဒေနဲ့ထိန်းချုပ်ပြီးလေပြုတ်ပြင်ရမယ်လို့မြင်ပါတယ်အဲ့တော့ဒီဒေါ်လာရေးမှာဆိုလို့ရှိရင် ဒီအကြမ်းဖက်မှုတွေရပ်တန့်ဖို့အတွက်ကနော်ရပ်တန့်ဖို့အတွက်ကဒီ state institution တခုလုံးကိုကျွန်တော်တို့အမြင့်ဖြတ်တိုက်ရမယ်ပြီးလို့ရင်ဒီ state institution တခုလုံးတိုက်နေတဲ့အခါမှာလဲလွှဲချော်မှုတွေရှိရဲအဲမောင်းရင်မှုတွေရှိရဲဒါဟာလဲကျွန်တော်တို့ energy အစိုးရအနေနဲ့ဒီတော်လိုင်းရေးကာလအလွန်ပြီးတဲ့အချိန်မှာဒါတွေအကုန်လုံးကိုပြန်ပြီးကြားနာဆက်ဆေးပြီးတော့အပြစ်ပေးတဲ့ဟာပြန်ပေးမယ်အဲစုံစမ်းဆက်ဆေးပြီးတော့အရေးယူတဲ့ဟာတွေယူယူမယ်ဒီ equity နဲ့ equality ပေါ့နော်ဒီ အဲဒန်တူညီမြချင်းနဲ့မျှတမှုဆိုတာတွေကိုပြင်ဖြစ်ဖို့အတွက်ကဒီတော်လိုင်းကြီးမှာပြတ်မြတ်တတဖြစ်ဖို့အတွက်ကဒီ energy အစိုးရအနေနဲ့လည်းဒါဒီတော်လိုင်းကြီးကလာပြီးလို့ရှင်ဒါအကုန်လုံးပြန်ပြီးတော့ဟိုကြားနာစစ်ဆေးမှုတွေနဲ့နော်ပြည်သူတွေအကုန်လုံးပြန်ပြီးပြုလုပ်ပေးမယ်ဆိုတာလည်းယုံကြည်တယ်။ဒါသူတို့ဘက်ကလည်းအများကြီးလည်းထုတ်ပြန်ထားပြီးသားလည်းဖြစ်တယ်။ဒီတော်လိုင်းကြီးကလာမှာမျှတမှုရဖို့အတွက်ကတော့ကျမတို့ဒီမတရားခံနေရတဲ့လူတွေအနေနဲ့ကပြည်သူတွေတရက်လုံးကဒီတော်လိုင်းကြီးမှာ ပူပေါင်းပါဝင်ပြီးတောက်လျှောက်ပေါ့နော်ဘရောမဒီဟိုလက်ခုလက်မှာဂျမ်နီကပဲနဲ့အတူတူပူပေါင်းပါဝင်မှဒီစတက် institution တစ်ခုလုံးကိုကျမတို့အမြင့်ဖြတ်တိုက်နိုင်မှကျမတို့အဲ့ဒီအားလုံးအတွက်လူခွင့်ရေးတွေ equity တွေဒါ equality ပေါ့နော်ဒီ equity မရှိဘဲနဲ့ equality ကိုလည်းတန်လူညီမျဆက်ဆံပေးလို့လည်းမရအောင်ပေါ့နော်ဒါကြောင့်မျှတမှုတွေအရင်ရှိမှဒီ equality ဆိုရဲဟာအောင်မြင်မှဖြစ်တဲ့အတွက်ကျမတို့ဒါတွေအကုန်လုံးကိုဒီ anarchism စနစ်ကနေလွတ်မြောက်အောင်အတူတူဝိုင်းရုံးကြဖို့လိုပါမယ်ပြီးတော့ ကျွန်တော်တို့နိုင်ငံကိုပြန်လဲတည်ထောင်တဲ့အခါမှာလည်းလွတ်လပ်ပြီးတရားမျှတတဲ့အချင်းချင်းအဲရိုင်းပင်းကူညီစိတ်လူသားချင်းစာနာတဲ့စိတ်ဟိုတယောက်တက်တယောက်လေးစားတဲ့စိတ်တွေနဲ့ပြန်လဲတည်ထောင်မှရမယ်လို့မြင်ပါတယ်ရှင်ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ဒေါက်တာမောင်ကြီးဟုတ်ကဲ့ပါကိုချင်း ်ဒေလူသားချင်းလေးစားမှုအတိမတ်ပြုမှုဆိုကျွန်မ channel အခုလက်ရှိကျွန်တော်နိုင်ငံရေးရဲ့နှစ်ပေါင်းများစွာကြာသောဒီ federal တိုက်ပွဲရဲ့အခြေခံလို့လည်းပြောလို့ရတယ်เนาะဒါ federal မှာဆိုရင်ဒါမတူညီတဲ့တိုင်းသားတွေနောက်အခြားသောလူတွေရဲ့ဖြစ်တည်မှုတွေကိုမလေးစားခဲ့ဘူးအတင်းကိုဗမာလူမျိုးကြီးဝါဒဆိုပြောရအောင်เนาะလူမျိုးကြီးဝါဒကိုကိုမကိုကိုဖြစ်ချင်တဲ့ဟာကိုပဲတွတ်သွင်းခဲ့တယ်ဒါဆေးအုပ်စုက လျှောက်လုံးကဒီပုံစံပဲပြုတ်မှုကြင်ကြံခဲ့တဲ့အခါမှာတိုက်ပွဲတွေဆက်ဖြစ်နေရတယ်။နော်ပြိပခါတွေဆက်ဖြစ်နေရတယ်။ဆိုတော့ကျွန်မထင်တယ် Federal Democracy ကိုယုံကြည်တဲ့သူတိုင်းဒီလူသားချင်းချင်းလေးစားမှုတမိုးထားမှုအခြေခံကျင့်သုံးဖို့လိုမယ်လို့ထင်တယ်။အဲ့ဒါလေးကျွန်တော်တို့ဒါတတိအတိတတိပြီးသွားပါဘောနော်။ကျေးဇူးများကြီးတင်ပါတယ်။ဟုတ်ပါဘူး။ โอเคဆိုတော့နောက်ဆုံးပိုင်းအနေနဲ့ကျမတို့ဒီကဝင်ရောက်ပြီးနားထောင်နေကြတဲ့အဲနားထောင်နေကြတဲ့သူတွေလည်းလက်ထောင်ထားတာရှိမယ်မိကုန်းတွေရှိရဲအဲ့ဒါတွေကိုကျမအချိန်ပေးမယ်ပေါ့နော်အဲ့မသွားခင်ကျမတို့အကြံပြုချက်အနေနဲ့ဆိုရင်ကျမတို့စပီကာတွေတယောက်ချင်းစီက ပါရီအအစိုးရပိုင်းဆိုအထူးသဖြင့် NUG မှာဆိုကျမတို့မျိုးသမီးဝန်ကြီးဌာနဆိုတာပထမဆုံးအချိန်မြန်မာပြည်မှာပေါ်ပေါက်လာပြီးဖြစ်ပါတယ်။ဗါရီအကြံပြုချင်တာရှိပါတယ်။ဒါအပြင်ဒီ NUCC နောက် CRPH စသဖြင့်ဒီဥပဒေပိုင်းဆိုင်ရာတွေနောက်မူဝါဒရေးရာပိုင်းတွေဥဆောင်ရေးဆွဲနေကြတဲ့တော်လိုင်းဥဆောင်စုဖွဲ့တွေနောက်တိုင်းရင်းသား EAO EAO တွေရှိပါတယ်။တိုင်းရင်းသားစုဖွဲ့အသီးသီးကခေါင်းဆောင်တွေကကျမတို့ဗါရီအကြံပြုချင်တယ်ဒီတော်လိုင်းကစလို့ပေါ့နော်။ဟုတ် အဲ့ဆိုရင်ဒေါက်တာမြဝင်းကိုပြန်ဖိတ်ခေါ်ပြစေအဆုံးသက်ပြောပြပါဦးမ။ Okay ပါဒီနောက်ဆုံးအနေနဲ့ပေါ့နော်ကျွန်မအနေနဲ့အကျံပြုကျင်တာရဲ့တော့မဟုတ်ပါဘူးကျွန်မတို့ကဒီကျွန်မတို့ရဲ့အခုအစိုးရပေါ့နော် Energy အစိုးရရဲ့ဥဆောင်မှုအောက်မှာကျွန်မတို့ကဒီအစိုးရရဲ့လမ်းညွှန်မှုနဲ့ကျွန်မတို့နေမယ်အစိုးရကနေယူကျွန်တော်တို့မြို့တော်လိုင်းရေးမှာကျွန်မတို့ပထတအားသူတို့ထောက်ပို့နိုင်ဖို့အတွက်ကျွန်တော် supporting ပေးရမစို့မြန်မာနိုင်ငံကြီးလွတ်လပ်ပြီးတရားမျှတတဲ့ဒီမိုကရေစီနိုင်ငံဖြစ်ဖို့အတွက်ဆိုကျွန်တော်တို့အကုန်လုံးဝိုင်းပြီးကြုံကြမယ်အဲ့တော့ဒီမှာကျွန်မအနေနဲ့ကကျွန်တော်တို့အဲရှိမှလည်းမကင်တနာဟိုမကင်တနာမူနဲ့ပပလည်းပြောသွားပြီဆိုတော့ကျွန်တော်တို့ဒီတော်လန်ရေးကာလအလုံးမှာနော်ဒီနိုင်ငံကိုပြန်ပြီးအုပ်ချုပ်မယ်အစိုးရအနေနဲ့အများကြီးပြန်လဲတိဆောက်ရမယ့်အပိုင်းတွေအများကြီးရှိပါတယ်အဲ့ဒီပြန်တိဆောက်ရမယ့်အပိုင်းမှာဒီနေ့ကောင်းစဉ်ဖြစ်တဲ့ဒီအမျိုးသမီးတွေနဲ့ ဒီအမျိုးသမီးစိတ်ကြီးလို့အမျိုးသမီးလို့ဝတ်စားစင်ရတဲ့အမျိုးသမီးစိတ်ရှိတဲ့ LGBTQ တွေအကုန်လုံးကိုဖိနှိပ်ချုပ်ချယ်မှုတွေကြမ်းဖက်မှုတွေအပြင်လူသားချင်းချင်းတန်းတူညီမျှတဲ့အခွင့်အရေးရဖို့အခွင့်အလမ်းတွေအလောက်ကန်အခွင့်အလမ်းတွေရဖို့အတွက်တယောက်နဲ့တယောက်ဂျိုင်းပေးကူညီစိတ်တွေနဲ့ပြန်ဖြစ်ဖို့အတွက်ကိုစိုးရတက်ကမူဝါဒတွေဥပဒေတွေအကုန်ပြန်ချမှတ်ပြီးတော့မှပြန်လည် တိဆောက်ရမှာဖြစ်ပါတယ်အဲ့တော့အဲ့လိုပြန်လဲတိဆောက်ရတဲ့အခါမှာလည်းဒီအစိုးရတရက်သေးကပဲလုပ်နေလို့မရဘူးပြည်သူတွေအကုန်လုံးကလည်းဒီဒီအစိုးရရဲ့လမ်းညွှန်မှုချမှတ်မှုတွေအောက်မှာ အကုန်လုံးလူဒီပြည်သူတွေရှိတဲ့လူတွေအကုန်လုံးကလိုက်ပါပြောင်းလဲမှာပဲကျမတို့လိုချင်တဲ့ဘန်တန်ကိုရောက်မှာဖြစ်တယ်လွတ်လပ်ပြီးတရားမျှတတဲ့ဒီမိုကရေစီကိုပါစပ်ကနေမဲ့អော်လို့မရဘူးဒီအကုန်လုံးကကိုယ့်ရဲ့စိတ်နေစိတ်ထားအမှုအကျင့်တွေအကုန်လုံးဒီစစ်တပ်ရဲ့ဒီသူတို့ institution ကမိုင်းတိုက်ခဲ့တဲ့ဝါရတွေအကုန်ကိုလွှတ်ချပြီးတော့မှကျွန်တော်တို့ကအနာဂတ်ကိုအကုန်ပြန်ရောက်ဖို့လိုပါတယ်။နောက်တစ်ခုကကျတော့ဒီတုံလန်ကြီးမှာကျွေလွင့်သွားတဲ့အသက်ပေးသွားတဲ့ဆုံးရှုံးသွားတဲ့အကြံဖက်ပြီးအကြံဖက်ခံခဲ့ရတဲ့သွေးကြွေးတွေအတွက်ကိုထိုက်တဲ့နဲ့ပြစ်ဒဏ်တွေကိုကျွန်တော်တို့လောင်လာမဲ့အစိုးရတရက်ကဒီသွေးကြွေးတွေအကုန်လုံးကိုပြန်ပြီးတော့ထိုက်တဲ့ပြစ်ဒဏ်တွေပြန်ပြီးတော့ မြန်မြန်တတပြန်ယူပေးဖို့လိုပါတယ်။အဲ့လေးကိုကျွန်မအကြံပြုချင်ပါတယ်ရှင်။ဟုတ်ကဲ့ပါ။ကျေးဇူးပါ။ဒါဒီလဲဒါ justice and accountability ပေါ့နော်။တရားမျှတမှုနဲ့တာဝန်ပို့တာဝန်ခံမှုအတွက်ကိုဆွေးနွေးသွားတာ။ dipping low myo kagaye yen ne mi daw de khu lo say da ha pyaung